မင်္ဂလာပါလက်ရှိမိုးကုတ်ကိစ္စနဲ့ပတ်သက်လို့တော်လိုင်းအင်အားစုတွေဘက်မှလည်းတော်တော်ခဲရိုက်နေတယ်အထူးသဖြင့်မိုးကုတ်ဒေတာခံတွေပေါ့မိုးတုတ်ဒေတာခံတွေကတော်လိုင်းရို့အားပေးနေတဲ့ဒူဖြစ်လင့်တစားဘဒူမတော့ကိုယ့်အိမ်ကိုယ့်ရာကိုပြစ်ပြေးပြီးတော့အလုတ်ပြက်အကင်ပြက်ပတ်စံအကုန်ခံပြီးတော့ဒုက္ခမရောက်ခြင်းကြပါဘူးဘလောက်ပဲတော်လိုင်းရို့အားပေးတဲ့လူဖြစ်နေပါစေဟုတ်တယ်နော်အတော်လိုင်းရို့ဘလောက်ပဲအားပေးကိုယ့်အိမ်ကိုပြစ်မယ်မတော်တော့အိမ်နဲ့မီးနဲ့ပိုင်ပါမယ် ကိုယ်လည်းဘဝပြည့်ရှင်ပြည့်မယ်အဲ့ဒီဘဝမျိုးတော့ဘ누구လိုချင်တယ်ဘ누구မှမလိုချင်ပါဘူးဟုတ်ပါတယ်နော်ဘ누구မှမလိုချင်ဒီကိစ္စကိုအဲ့တော့လက်ရှိမိုးကုတ်ကိုစစ်တပ်ကပြန်ပြီးတော့စစ်တောင်းထိုးမဲ့ကိစ္စမှာ TNN ကပြန်ပေးလိုက်တယ်တော်လိုင်းအင်အားစုတွေကမပေးဘူးဆိုပြီးတော့မိုးကုတ်ကိုပိန်တေပစီငါတို့အတက်ပိန်တေပစီကာဝယ်မဲဆိုတဲ့စကားနဲ့မိုးကုတ်ကိုကာဝယ်တာလေအဲ့ဒီမှာစစ်တပ်ဝါရဖြန့်ဘောမတွေက မျိုးစုံမျိုးစုံကြိုးခုံပြီးတော့မလုပ်တာလေဝါရဖြန့်တာအခုဒီမှာကြည့်လိုက်မီးရဲ့ပိန်မเนาะဟိုဟာစနိုက်ကြော်မအဲသူသူသူနာမည်ကပါစနိုက်ကြော်စုတယ်เนาะစနိုက်ပါစုမဟုတ်စနိုက်ကြော်စုစနိုက်ကြော်တဲ့ကောင်မအဲအဲ့ဒီစနိုက်ကြော်တဲ့မီးရဲ့ပိန်မဘာပြောထားလဲကြည့်ပါလိုက်เนาะမိဘပြည်သူများရှင်ကျွန်မဒုတိယတင်ဆက်ပေးမယ့်သတင်းလေးကမိုးကုတ်မြို့ကန်ကဒေသခံလေးပေါ့နော်စစ်ဘေးရှောင်မှုတော့မှခက်ခဲဖြစ်နေတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးကြပါမယ် မိုးကုတ်မြုံမှာဆိုရင် TNL ကစုပ်ခွာဖို့အတွက်ကိုဂရီးပေးလိုက်ပြီးဆိုရင်မပြည့်တဲ့တရားခေါင်းမှာပြီးတော့ဆက်လက်တိုက်ပွဲဆင်ဖို့အတွက်ကိုရွေးချက်လိုက်တယ်ပေါ့နော်တော်သူတို့တွေအားဆိုရင်အခုပြည်သူတွေကိုဒီလ20ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထွက်ကြပါဆိုပြီးတော့သူတို့နှီးဆက်ရပါဘောနော်နှိုးဆော်နေရဆိုရင်မိုးကုတ်ဒေသခံတွေကိုယ်တိုင်ကပြောကြထားပါတယ်ဒါတွေကိုသတင်းတွေလည်းတက်လာပါပြီအဲ့လိုတက်လာတဲ့ခါမှာဆိုရင်ပြည်သူတွေရဲ့ပြောစကားလေးပေါ့နော်စစ်ရှောင်တယ်ဆိုတာလွဲတဲ့ကိစ္စမဟုတ်ဘူးတဲ့ငွေရှိအောင်မှရှောင်လို့ရမှာဆိုပြီးပြောထားပါတယ် လက်ရှိမိုးကုတ်မှာနေထိုင်တဲ့သူတယောက်ပေါ့နော်ပြောဆိုထားအရဆိုရင်မိုးကုတ်ကိုမိုးကုတ်ကနေမန္တလေးမြို့ထိကိုလူတယောက်ကားကောင်6သိန်းပေးရတယ်လေရှင်မိသားစုလုံးစစ်ဆောင်မယ်ဆိုရင်အနည်းဆုံး30 30လောက်ကုန်တဲ့နေထားရှိနေပါတယ်ဒါကြောင့်ဒေသခံတတော်များများစစ်မရှောင်နိုင်တဲ့အခြေအနေမျိုးကိုကြောက်ရောက်နေပါတယ်ရှင်ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့ခါကျတော့ဒေသခံတွေကတော့ကြောက်ပဲပေါ့နော်ဖြစ်နိုင်ရင်တဲ့လူတို့ကိုငဲ့ပေးရင်ကောင်းမှာပဲဆိုပြီးတော့လည်းရှင်းဖွင့်နေကြပါတယ်အခုဆိုရင်ဘာလို့လို့တော့မှမသိတော့ပါဘူးတဲ့တော်လန်ရေးတက်ဖွဲ့တွေကလည်း တိုက်တော်နိုင်မှာမဟုတ်လို့လားဆိုပြီးတော့သူတို့ကိုယ်တိုင်တော့မှရှုံချီချက်တင်မရှိတော့ပါဘူးရှင့်အဓိကကတော့မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးပြီးတော့စစ်စစ်ညက်ကြေတော့မှာမိုးကုတ်ဒေသကလည်းမလိုလားပါဘူးဒါကြောင့်ခဏလေးအဲ့ဒီနေရာမှာနံပါတ်1မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးသွားဆိုတော့အဲ့ဒီတော်လိုင်းအင်အားစုတွေပဲရှိရင်မိုးကုတ်မြို့ကြီးကပျက်စီးသွားမှာတော်လိုင်းအင်အားစုတွေကမိုးကုတ်မြို့ကြီးကိုလိုက်ပြီးတော့မီးရှို့နေမလားမရှို့ပါဘူးနော်ဟုတ်တယ်နော်စစ်တပ်ကလေနဲ့ဘုံနာကျဲမှသာလျင် လက်နဲ့ကြီးနဲ့လာပြစ်မှသာလျင်ဒီမိုးကုံမြို့ကထိကျင်မှာအဲ့တော့စင်ပီးရှောင်ပြည်သူတွေကိုတကယ်စေတနာရှိတယ်ဆိုရင်မင်းတို့မင်းတို့နိုင်ငံတော်လို့တတ်မှတ်ထားတာလေမိုးကုံကနေမန္တလေးကိုအခမဲ့စစ်ဆောင်ဖို့နိုင်ငံတော်ဆိုတဲ့ကောင်းတွေကစီစဉ်ပေးလို့မရဘူးလားတကယ်စေတနာရှိရင်ပေါ့ဟုတ်တယ်နော် ဲ့တော့စေတနာမရှိလို့မစီစဉ်ပေးဘူးဆိုလေမိုးကုံမြို့ကြီးပြည့်စည်မှဆိုတယ်နော်မိုးကုံမြို့ဟာတော်လိုင်းဘက်ကတိမ့်ပိုက်ထားတာဖြစ်တဲ့အတွက်သူတို့ပိုင်သွားတဲ့မြို့ဖြစ်တဲ့အတွက်တွားပြီးတော့အနိုင်မကျင့်ပါနဲ့လေရင်နဲ့ဘုံတွားမကျဲပါနဲ့နော်ဘ누구ပြန်ပြောပေးတယ်ဘ누구မပြောဘူးဟောအဲ့ဒါအဖြစ်ပဲလေမိုးကုံမြို့အထိမှစိတ်ကူးနေချင်းတွားမတိုင်းနဲ့ပေါ့တွားမတိုင်းဘာမှမဖြစ်ဘူးလေမယောမတိုက်မထားဒီလေနဲ့ဘုံတော့မကျဲကြည့်ဘုံကဘုံဘာမှမဖြစ်ဘူးဟမ်အဲ့တချောင်းတော့မထိခိုက်ဘူး အဲ့ဒါရှင်းရှင်းလေးပဲအဲ့တော့မိုးကုန်းမျိုးပြက်မှာမပြက်မှာဒီဘုဒ္ဓဘောမှာမူတည်စစ်တပ်ဘောမှာမူတည်တယ်စစ်တပ်ကသွားဖြစ်စီမိုးကုန်းမျိုးပြက်မယ်စစ်တပ်ကသွားမဖြစ်စီမိုးကုန်းမျိုးပြက်เสียအကြောင်းမရှိဘူးဒီနိုင်ငံမှာတခုကျွန်တော်ပြောချင်တယ်ခင်းဆက်ဆက်နားထဲကိုအတေရိုက်တွင်းလာတဲ့ဇကားတစ်ခုရှိတယ်နိုင်ငံတော်ဆိုတာတပ်မတော်ကပိုင်တယ်လို့လို့ဘာလို့လို့စစ်တပ်ဆိုတာခမည်းပြည်သူရဲ့ဂျွန်တော်မင်းတို့ရဲ့အိမ်ဆောင်မင်းတို့ရဲ့ခြံဆောင်စစ်တပ်ဆိုတာမှတ်ထားပါအဲ့ဒီစိတ်ကိုတွင်းပါ ပြည်သူတိုင်းစစ်တပ်ဆိုတာစစ်တပ်ကပြည်သူကိုအုပ်ချုပ်ကမှာမဟုတ်ဘူးပြည်သူဒါလင်စစ်တပ်ကိုစီမံခန့်ခွဲအုပ်ချုပ်ကမှာစစ်တပ်ဆိုတာဒီခြံလုံးကြုံဖို့အတွက်ခြံဆောင်ငှားထားတဲ့လက်နက်ကင်အစင်ပဲရှိတယ်ရှင်းရှင်းလေးမင်းခြံဆောင်ဘဝမလုပ်ချင်ဘူးနော်မင်းလူထွက်လိုက်စစ်ယူနီဖောင်းရှုပ်လိုက်ယူနီဘောင်းဝင်ပြီးတော့စစ်တပ်လာစားယူတိုင်းမင်းဟာဒီတိုင်းပြည်ရဲ့ခြံတော့ပဲဒါရှင်းရှင်းလေးအဲ့ဒါကိုနိုင်မတတ်နိုင်ဘူး ဟုတ်တယ်နော်အဲ့ဒါမိုးကုတ်ဆိုတာစစ်တပ်ကပိုင်တာမဟုတ်ဘူးမိုးကုတ်ကိုပြည်သူကပိုင်တာမိုးကုတ်ကမင်းအောင်နိုင်ပိုင်တာလည်းမဟုတ်ဘူးကျူကျူလပိုင်တာလည်းမဟုတ်ဘူးမိုးကုတ်ဆိုတာပြည်သူကပိုင်တာဒါပေမဲ့အရှင်းမှပြောခဲ့တယ်လို့ပြည်သူတွေဟာဘယ်ပြည်သူမှတော်လန်ရေးကိုအားပေးပါနဲ့ဆိုတဲ့ဒူတွေတောင်မှကိုယ့်ရဲ့အိမ်ကြီးပြစ်သွားမယ်ကိုယ့်အိမ်ကိုယ့်ရာကိုပြစ်ကမယ်နောက်ဆုံးအိမ်ကိုပြစ်နိုင်တဲ့ဌာနကိုလုံးဝဆစ်ရှောင်ဖို့အတွက်တယောက်ကို6သိန်း8သိန်းပြစ်တယ်ဘယ်သူကဖြစ်ရှင်မလဲ ဒါယူဖြစ်ချင်ပါတယ်လို့ယူနေတဲ့လူမှအောင်လောင်အောင်မှာမဟုတ်ဘူးဟုတ်တယ်မိုးကောက်မှာယူနေတဲ့အယူတရားကိုမင်းမိုးကောက်ကပြောင်းရမယ်ဆိုအဲ့အယူတော်မှာလက်ခံမလားမေးကြည့်အောင်ဒါတဘာဝပဲလေနော်အဲ့တော့တကယ်ပြည်သူပေါ်စေတနာရှိရင်ဘာလုပ်ရမလဲစစ်ရှောင်ပေးဖို့အတွက်ကားတွေစီစဉ်ပေးလိုက်လေလွန်လွန်လေးဟာငါတို့တတ်မတော်ကြီးကပြည်သူကိုတကယ်ကြိုးဆိုတဲ့ထောက်ပံ့နေဆိုရင်မိုးကောက်ပြည်သူတွေဘယ်နဲ့ဘယ်ရက်ကနေဘယ်နှစ်နာရီဘယ်အချိန်မှာကားပနယ်စီးထွက်ပြီးကြိုးပေးမယ်ကြိုက်တဲ့လူတွေအခမဲ့လာပါလှုပ်ပေးလိုက်ပေါ့မင်းတို့တတ်မတော်ကွာ မလုပ်ပေးဘူးမလားဘယ်လုပ်ပေးမလဲမင်းတို့လိုက်တတ်နေတာပြည်သူပဲတတ်နေတာဟုတ်အဲ့ဒါအဖြေပဲလीဟုတ်တယ်နော်စဉ်းစားလေး PNL လေးလဲဆုတ်ခွာမဲ့တူ PDF တွေလဲလိမ္မာရေးချရှိစွာနဲ့ဆုတ်ခွာကြပါဆိုတဲ့ပုံစံမျိုးသူတို့ဖြစ်စေချင်တာပေါ့နော်ဒါမဲ့လဲ PDF တွေလဲသူတို့ပြောလို့မနိုင်တဲ့အခါကျတော့လူမှုကွယ်မှာပဲရင်ဖွဲ့တဲ့အခြေအနေရောက်လာတာပေါ့ရှင်ဟုတ်ပါရှင်ကျမတို့ရဲ့စိတ်ဆန္ဒကိုမေးမယ်ဆိုရင်လဲကျမတို့အနေနဲ့ PDF တွေကိုပြောချင်တာပေါ့နော်ခန်းစစ်ဆိုတာကြီးကိုလုံနေတော့ပဲနဲ့အလင်းဝင်တဲ့ရင်လဲဝင်မဝင်လို့ရှင်လဲ အခြားမြို့တမြို့ကိုပဲရှောင်လိုက်တော့ပိုကောင်းမယ်လို့ထင်ပါတယ်အလင်းမဝင်ရင်နေ့ကိုပဲဝင်ကျင်တယ်တဲ့ PDF တွေပြောရဲမှာမလုံနဲ့လို့ယူမကောင်းနဲ့မီးရပိန်မီးရချောက်ပိန်လိန်နေတဲ့ရုပ်ကြီးကယွန်စရာလို့ငါအဲ့လည်းပြန်ပြောတယ်ကိုကြီးအဲ့စနိုက်ပါစုဆိုတော့ကြည့်လို့မရဘူးကျွန်တော်တဲ့ဟိုမြုပ်တပွင့်နဲ့ပဲကျွန်တော်ပေးပေးကျင်တယ်တဲ့မလုံနဲ့ကွာယွန်စရာကြီးလို့ငါမနဲ့တောင်းမှန်တာဟာတိလားအလင်းဝင်ဖို့နေတတ်တာတိလားခန်းစီပြင်မယ်ဆိုတော့မင်းတို့တော့သွားရမယ်လမ်းတလမ်းမဲရှိပါတယ်အဲ့ဒါဘာလမ်းလဲဆိုတော့မင်းတို့ကိုယ်လမ်းလည်းသိပါတယ် မင်းတို့အနေနဲ့ခန်းစစ်ဘလောက်ပြင်ပြင်ဒီမိုးကုတ်မြို့ဘလောက်ထိထိန်းနိုင်မှာမို့လို့လဲတက်မလို့ထိုးစစ်ဆိုတော့တရက်တမနဲ့ထဲရောက်လာမှာမဟုတ်ဘူးလေဒီမြို့ကိုပြန်လည်ပြီးတော့မရရှိမချင်းတိုက်ခိုက်မှာဖြစ်ပါတယ်ဟုတ်စကားမဆက်လက်ရှိပေွားတဲ့စစ်သားဥယျာဘလောက်ရှိပါ့ကြီးကျညာပေးဘူးလားဒုက္ခိတဖြစ်သွားတဲ့ဥယျာဘလောက်ရှိတယ်ကျညာပေးဘူးလားဟမ်အဲ့ဒီတေွားတဲ့စစ်သားတွေကိုဩငါတို့တတ်မတော်သားတွေကြဆုံးွားတဲ့အုတ်ကူလေးကောင်းကောင်းမွန်မွန်တချို့ပေးဘူးလားခွေးတေကောင်ပေါက်တော်တန်ဖိုးမရှိဘူးနော် ကြည့်မင်းတို့စစ်သားတွေဘဝလက်ရှိ2021ຫນွေဥတော်လန်ရေးအာနာသိမ့်ပြီးတဲ့ကစစ်သားဘလောက်သေပြီးွားပြီတဲ့ရဲဘလောက်သေပြီးွားပြီတဲ့စစ်သားတွေရဲတွေဒုက္ခိတဖြစ်ွားတဲ့ခြေပြက်လက်ပြက်ဘလောက်ဖြစ်ပြီတဲ့မင်းတို့ကြီးညာပေးဘူးလားမကြီးညာပေးဘူးနော်အော်မကြီးညာပေးရင်ဒါတော့ PDF တွေမြင်နေနော်ဘယ်တိုက်ပွဲမှဖြစ်ဖြစ် PDF တွေကြာဆုံးွားရင်အလောင်းတွေတိတိကျကျတချို့ပေးတယ် အုတ်ခုနဲ့တောင်တိတ်တိတ်ချာချာပြုတ်လို့ပေးတယ်မင်းတို့စစ်တပ်ဘက်မှာအဲ့လိုမျိုးခုံပြုတ်ပေးဘူးလားခွေးဆွဲနေတဲ့အလောင်းယူမလားပုတ်ပွားနေတဲ့အလောင်းယူမလားခွေးသေးကောင်ပုတ်တောင်မှလမ်းလက်ကောင်သေးနေအမြင်မတော်တဲ့လူကလာဖယ်ပြီးတော့မြုပ်ပေးသေးတယ်မင်းတို့စစ်ခွေးသေးနေလို့ဘယ်သူမှမမြုပ်ပေးဘူးဟမ်အဲ့ဒါတိုက်ပွဲတစ်ခုဆိုတာအကြဆုံးရှိမှာပဲဒါပေမဲ့ခုနကပြောသလိုမင်းတို့မင်းတို့ဘဝကြည့်အဲ့ဒါအဖြစ်ပဲအဲ့တော့သူများတင်မအောင်စိတ်မပူနဲ့ မင်းတို့စစ်သားတွေဘလောက်သေးလဲဆိုတာအရင်ပြောနော်အခုအပတ်စဉ်20ကျော်ဝိုင်းစစ်မှုထမ်းစစ်မှုထမ်းတင်တန်းစတော့ကနင်တို့ပါဇက်တွေဘာပြောခဲ့ဟမ်ခဏလေးကင်းဆောက်သွားပြီးတော့စစ်တင်တန်းတက်ပြီးနှစ်နှစ်ပြင်ပြန်မယ်အခုနှစ်နှစ်ကျော်သွားပြီလေဘယ်သူပြန်ခွင့်ရလဲအဲ့ဒီအာမခံခဲ့တဲ့ဗဇက်ပေါက်တွေဘယ်ရောက်သွားပြီဟင်ပြည်သူကိုလိန်ညာခဲ့တာနင်တို့တွေပြည်သူကိုတောက်လျှောက်အဲ့တလီပုံစံမျိုးလိန်နေညာတယ်ဝါဒပြန်တယ်မဟုတ်ကဟုတ်ကလှုပ်တယ်ဖမ်းတယ်တတ်တယ်ဖြတ်တယ်နှိမ့်ဆက်တယ်ညှင်းပန်းတယ် ဒီတန်တရာကျော်မှာပဲနင်တို့တွေအလုံးလုံးနေတာဟမ်စစ်ပေးချောင်စခန်းတွေတပုံကြီးကူညီရမယ့်အပြင်မကူညီတဲ့အပြင်ဘုံကျက်ချပြစ်တယ်အခုမိုးကုတ်မိုးကုတ်အာမိုးကုတ်ပြည်သူတွေဘလို့စိုးရင်နာအစိုးရရင်တို့ရှိကူညီပေးလိုက်လေဟမ်နိုင်ငံတော်အစ်စ်နိုင်ငံတော်ဘတ်ဂျက်နင်တို့ဖိကူးထိုင်ထားတာလေအာဒီမိုးကုတ်ပြည်သူတွေပြောင်းဖို့လောက်ကတော့စရင်နဲ့ထက်စရာတော့မလိုဘူးဒီလောက်ငွေလောက်ကိုဘတ်ကလက်ကောက်လောက်လိုက်ရုံပဲလုတ်လို့ရပါတယ်ဟမ်လုတ်ပေးနိုင်လားလုတ်ပေါ်လုတ်ပေးလားအေးအဲ့လားပဲ အဲ့ဒါပဲနော်အဲ့တော့ PDF တွေတွားမြောက်အဲ့မိုးကုန်းမြို့ကိုနေလို့စစ်တပ်ကတွားပြီးဘုံတွားမကျဲပေးနဲ့မဖြက်စည်းရင်ဘာမှမဖြစ်ဘူးအဲ့တော့မိုးကုန်းမြို့ပြက်စည်းမလားမပြက်စည်းလားဆိုတော့စစ်တပ်ကဖြက်စည်းမလားမဖြက်စည်းမလားဆိုတဲ့အပေါ်မှာမူတည်ပါတယ်စစ်တပ်ကမိုးကုန်းမြို့ကိုမဖြက်စည်းခြင်းမိုးကုန်းမြို့ပြက်စည်းစရာအကြောင်းမရှိစစ်တပ်ကမိုးကုန်းမြို့ဖြက်စည်းမယ်ဆိုရင်မိုးကုန်းမြို့ကပြက်စည်းလို့ရပါတယ်နော်အခုစစ်တပ်အုပ်ချုပ်တဲ့ဒေသတွေမှာလည်းပြည်သူတွေထိခိုက်လားအေးချမ်းလားမအေးချမ်းဘူးလားဆိုတာတော်လှန်ရေးဘက်ကလူတွေနဲ့ဆိုင်တယ် စစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာပြည်သူတွေအေးချမ်းစွာ နေခိုင်းနိုင်မယ်ဆိုရင်ဟိတ်တော်လိုင်းဘက်ကလူတွေစစ်ရေးအရမနှုတ်ရှားပဲလှုပ်ပေးထားရင်အဲ့ဒီဒေတာမှာပြည်သူတွေအေးချမ်းစွာနေလို့ရတယ်အဲ့ဒါပေမဲ့အဲ့ဒီမြို့တွေမှာတော်လိုင်းဘက်ကလူတွေကပျောက်ကြားနေချမဲ့ဘုံတွေပွဲမဲ့ ठी တဲ့ချင်းတဲ့ထွေဆိုပြည်သူတွေ ठी မှာပဲအဲ့တော့စစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာအေးချမ်းနေတာဒီစစ်တပ်ကြောင့်အေးချမ်းတာလားတော်လိုင်းအင်အားစုတွေဘက်ကဘာမှမလုပ်လို့အေးချမ်းတာလား တော်လိုင်းအင်အားစုတွေစိုးမိုးတာနဲ့ဒေတာတွေမှာရွာတွေမိချိုကန်ထိဘုံကျဲကန်ထိเนาะအဲ့လိုဖြစ်တာဒီဘဒုကြောင့်လေစစ်တပ်ကဒုက္ခပေးလို့လေအဲ့ဒါအပြင်ကရှင်းနေတယ်เนาะအဲ့ဒါစစ်တပ်ဆိုတာတိုင်းပြည်ကိုပိုင်ဖို့ထားတာမဟုတ်တိုင်းပြည်ကိုအုပ်ချုပ်ဖို့ထားတာမဟုတ်စစ်တပ်ဆိုတာတိုင်းပြည်ကိုကာကွယ်ဖို့ခြံစောက်စစ်တပ်ဆိုတာတိုင်းပြည်ရဲ့ခြံစောက်အခုကခြံစောက်ကခြံစောက်မလုပ်ဘဲနဲ့မလုပ်လေအိမ်ခေါင်းဥကမ်းမှာတက်ပြီးတင်ပွဲချိန်ပြီးတော့မတန်မရာတက်ထိုင်ဖို့လုပ်နေတာဟမ် တထောင်စားကတထောင်စားနေရနေကိုဆောက်စင်ကခြံဆောက်ဆိုခြံဆောက်နေရနေမင်းတို့စစ်တပ်ကခြံဆောက်ရှင်းရှင်းလေးမင်းတို့ခြံဆောက်နေရမှာမနေချင်မင်းတို့ပြည်သူဆိုတဲ့နေရမှာနေအဲ့ဒါဆိုရင်မင်းတို့အုတ်ထုတ်ပြန်မင်းတို့ပါအောင်ရလိုက်မယ်ရှင်းရှင်းလေးကိုကပါလေခြံဆောက်ဆိုတဲ့ဂုံပုတ်ကိုလည်းမစွတ်လွတ်နိုင်ဘူးတိုင်းပြည်ကိုလည်းမောင်မိုင်စီးကျင်နေဆိုလို့ရှိရင်တော့မပြောတော့ပါဘူးနော်ဒီတန်တွေကိုခံနိုင်မလားငွေကြေးအင်အားလူဝင်အား ဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဘာတွေများပြည်ထက်တွေမှာရှိနေလို့လဲဒါလေးတွေစဉ်းစားသက်ပါတယ်ဟိုအဲ့ဒါတော့ဘာမှမရှိလို့ရှိရင်ဘာဖြစ်လို့9နှစ်တောင်အာနာတိတ်နေမရဘူးငါပြောရင်ဆက်ဖြတ်ပြောမယ်ဟိုအဲ့လောက်တော့အဆက်အသွယ်ရာတာလွန်နေတာ9နှစ်ရှိပြီအာနာတိတ်နေတာဘာဖြစ်လို့ဒုက္ခဒုက္ခခံပြီးတော့ကုဟနာကုရတမကမှာလေအခုချိန်ထိမင်းအောင်နိုင်ဆိုတဲ့နာမည်စရင်မဝင်ဟမ်အခုအော်တိုဘလာ29ရက်နေ့ထုတ်ပြန်တဲ့ကုလသမဂ္ဂစည်ရင်နိုင်ငံတကာစည်ရင်မှာချင်းချင်းပြောရရင်တော့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကနိုင်ငံခေါင်းဆောင်တွေအဖြစ်သတ်မှတ်ထားတဲ့နိုင်ငံတကာစည်ရင်မှာဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ဟဲ့မင်းအောင်လှိုင်ဆိုတဲ့နာမည်တလုံးမှမပါဘူးနော်အဲ့လောက်တောင်တန်ခင်းတမန်ခင်းရလဲရှုံးနေနေနော်ပြည်တွင်းမှာလဲအလဲလဲအပေါက်ပဲဖြစ်နေအင်းအားတာလဲဆိုရင်ဘာဖြစ်လို့အနိုင်မိလဲ။အော်ပြည်သူကိုညှားနေတယ်ပေါ့။အော်ဒါညှားတာနော်။ညှားလို့မိနှောင်ပြင်းမကြံမိခဲ့တာ။မညှားရင်မြေကြီးပဲကတော့ယူလားမသိဘူးနော်။ PDF ဒီအနေနဲ့က TNL ဒီနေ့ပထမအောင် အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုဘယ်လိုလဲကျွန်တော်တို့တိုင်းပြည်မှာဟုတ်ပါဘူးဗျာဗန်နီယာဖြစ်စကားသလုံးကိုအမြဲကြားဘူးနာဝဖြစ်နေလို့ရှိရင်အဲ့ဒီစကားလုံးကိုယင်ယင်သွားအခုကျွန်တော်ပြောချင်တာအဲ့ဒါပဲစစ်တပ်ကမတည်ရင်တိုင်းပြည်ကိုပိုင်တယ်လို့ပြည်သူတွေစိတ်လူများစိတ်ထဲမှာအဲ့လိုတဘောထားတယ်အာစစ်တပ်ကပြောရင်ငြိမ်ခံရမယ်မှားမှားမှန်မှန်ခံပြောလို့မရဘူးဆိုတော့အဲ့ဒီအစွဲကြီးကတောက်လျှောက်ထားတာတောက်လျှောက်ထားတာမဟုတ်ဘူးနော်စစ်တပ်ဆိုတာဘာလဲတိုင်းပြည်တခုကိုခြံစောက်ဒီကောင်ကတောင်းရင်ခြံစောက်ဖို့အဲဒီကန်တပ်ပြီးတင်မကွေချိတ်ထိုင်ပါပိတ်ရလို့ရတယ် နော်အဲ့ဒါအဲ့ဒါဒီမိုကရေစီတိုင်းပြည်ဆိုအဲ့ဒါကိုပြောတာစစ်တပ်ကစစ်တပ်နေရာနေကျွန်တော် စစ်သားလောက်ရင်လည်းကျွန်တော်ကခြံဆောင်နေရပဲအဲအဲ့ဒီနေရာမနေချင်ဘူးလားမနေချင်မင်းယူနီဖောင်းချို့လူထွက်လာအဲပြည်သူကမင်းယုံကြည်အောင်မင်းအရေးချင်းနေမင်းအစွမ်းစတွေပြပြည်သူယုံကြည်ရင်မင်းဟာပြည်သူခေါင်းဆောင်အဖြစ်တိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ရှင်းရှင်းလေးစစ်တပ်ခေါင်းစစ်တပ်စစ်သားမှန်တယ်များတိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရှိတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့ပါပြည်သူလက်ခံအောင်လုပ် အခုဟာကဘာလဲကိုကိုတိုင်းလဲအစွမ်းအစမရှိဘူးစောက်စင်လည်းမရှိဘူးတိုင်းပြည်ကိုလည်းမောင်ပိုင်စည်းခြင်းเนาะအဲ့တော့မိုးကုတ်ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဒါလေးပဲပြောချင်ပါတယ်เนาะဘာပြောချင်တာလဲဆိုတော့မိုးကုတ်ကိုဘယ်သူပဲမြောက်ပေးမြောက်ပေး PDF တွေပြောတာရှင်းရှင်းလေးပါကျွန်တော်တို့အသက်ပေးရင်ပေးပါသေးတယ်ဒါကြောင့်မလို့မိုးကုတ်မှာရှိတဲ့ data ကံပြည်သူကိုကျွန်တော်တို့ပြောချင်တာကခမားတို့မိုးကုတ်ကိုစစ်တပ်လက်ထဲကိုအလဲအတက်ထည့်ပေးလိုက်ကမလား ဒီ PDF တွေလာခမရဘူးเนาะတော်လိုင်းပြီးရင်ဒီ PDF ဆိုတာဘာမှမတည်ဘူးအဲ့ဒါလို့အဟာမျိုးတော့မသူတို့အသက်သူတို့ဥစ္စာသူတို့စီးနေမဟုတ်ဘူးเนาะသူတို့အသက်တောင်တင်းသေးပါစေကာကွယ်မယ်လို့ပြောတာခင်ဗျားတို့မိုးကုတ်သားတွေအနေနဲ့တော်လိုင်းရေးပြည်သူတွေနဲ့ဒီတော်လိုင်းအင်အားစုတွေပူးပေါင်းတင်တာမပေါင်းတင်ဘူးလားစဉ်းစားကြောက်เนาะရုပ်ဝိထုတွေဆိုတာ ပြစ်ချိန်တိုင်ပြစ်မှာပဲဘယ်သူမှတော့ကျွန်တော်ပြောသလိုကိုအိမ်ကြီးပြစ်နိုင်မလားဒီအိမ်ကြီးကိုပြစ်ကြမယ်တယောက်သိမ်းပေါင်းများစွာကုန်ပြီးတော့ကစစ်ရှောင်းရမယ်ဟိုမှာသွားနေတဲ့နေရာမှာလည်းအစင်ပြေလားမပြေလားကိုအိမ်မဟုတ်တဲ့အတွက်ဘယ်လိုနေလို့ကောင်းမလဲဒီဒုက္ခတွေခံရမှာပဲဒါတွေကိုဘယ်သူကယူခြင်းမလဲယူခြင်းလားသွားမဲကြီးမှာမိုးကုတ်မှာအဲ့ဒီဒုက္ခကိုယူခြင်းတဲ့လူရှိတာဘယ်သူမှမယူခြင်းဘူးဒါကတဘာဝပဲဒါပေမဲ့မလိုခြင်းပေမဲ့ကိုယ့်ရဲ့ကံကြမ္မာဖြစ်လာရင်ကျွန်တော်တို့အကောင်းဆုံးကိုရင်ဆိုင်ရမှာပဲ အဲ့တော့မိုးကုတ်မြို့ပြည့်စည်တယ်မပြည့်စည်ဘူးဆိုတာတော်လှန်ရေးဘက်ကနေပြဆိုင်ဘူးလက်ရှိမိုးကုတ်မြို့ဟာတော်လှန်ရေးထိန်းချုပ်မှုအောက်မှာရှိနေတာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတာမဟုတ်ဘူးစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့ကိုတော်လှန်ရေးဘက်ကသွားဖြစ်တာမဟုတ်ဘူးတော်လှန်ရေးထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့ကိုစစ်တပ်ကလာပစ်မယ်ဆိုတာနဲ့ဒီတော်လှန်ရေးလူကပေးလိုက်ကမယ်ဆိုတာအတိတ်ပဲရှိလားမရှိလားစဉ်းစားရင်းမိတိုက်ထားတဲ့လူတွေကခင်ဗျားတို့ရင်းနှီးထားတာ အလဟတ်တပ်ပင်ဘဝခူးတဲ့ကြိမ်ကြီးနဲ့ပြစ်ထားတာမဟုတ်ဘူးเนาะအသက်တွေဘဝတွေနဲ့ရင်းပြီးတော့အဲ့ဒီဟာကိုတိုက်ထားတာဖြစ်တဲ့အတွက်ဒါကြီးကိုပြန်ပေးရမယ်ဆိုတာအဓိပ္ပာယ်ရှိလားမရှိလားစဉ်းစားပြန်နောက်ဟိုတခုရှိတယ်သူတို့ပိုင်လို့သူတို့ပြန်ပေးရဆိုတာတမျိုးသူတို့ပိုင်တဲ့ဟာလည်းမဟုတ်ဒါမိုးကုတ်ဒေသခံတွေပိုင်တဲ့မိုးကုတ်မိုးကုတ်ဆိုတာမိုးကုတ်မြို့သားတွေမြို့လူမြို့သားဒေသခံတွေပိုင်တာစစ်တပ်ကပိုင်တာမဟုတ်ဘူးเนาะအဲ့တော့ရှင်းရှင်းလေးပါမိုးကုတ်မြို့ပြည့်စည်တယ်မပြည့်စည်ဘူးဆိုတာစစ်တပ်ကဖြည့်စည်မယ်မဖြည့်စည်ဘူးဆိုတာ ਨੇ မူတည်ပါတယ် 大宝贝。